ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာလျှို့ဝှက်ဆွေးနွေးမဲ့မြမရေးဆွေးနွေးပွဲဟာသတင်းပေါက်ကြားသွားတာကြောင့်ဖျက်လိုက်ရတယ်လို့ဆွေးနွေးပွဲတက်ရောက်မဲ့သူတွေကအေယာဝတီကိုပြောပါရယ်ဆွေးနွေးပွဲကိုဇွန်လ18ရက်နေ့မှာပြုလုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပြီးတလင်း Institute ပူပေါင်းညီနိုင်ရေးအဖွဲ့ JCB မလေးရှားနိုင်ငံအထူးတန်တမန်နဲ့တိုင်းနာလက်နက်ကိုင်အဖွဲ့ချုပ်ဆွေးနွေးဖို့ရှိနေတာပါဒီဆွေးနွေးပွဲအတွက်မလေးရှားအထူးတန်တမန်ကထိုင်းနိုင်ငံကိုရောက်ရှိနေပြီးဒီကတစ်ဆင့်နေပြည်တော်ကိုသွားရောက်နိုင်တယ်လို့ ပွဲတက်မဲ့သူတွေကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ28ရက်နေ့ကမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့ဆိုပြီးငွေဆောင်မှဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲကိုမြန်မာနိုင်ငံရဲ့လောကက39ရောက်ထိတက်ရောက်ခဲ့ပါတယ်။အဲဒီထဲမှာရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌဦးဆိုင်ညွန့်လွင်88မျိုးဆက်ကျောင်းသားကောင်းဆောင်တော်ဦးဖြစ်တဲ့ဦးမြအေးညီညွတ်တော်တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌဦးဒေဗေလှမြင့်နဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုတွေပြုလုပ်တဲ့ဆိုင်းရဲကျော်စွာမြင့်တို့ပါဝင်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတွေနဲ့ JCB ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးချင်းမြန်မာပြုလုပ်မဲ့ဆွေးနွေးပွဲကိုလည်းဦးဆိုင်ညွန့်လင်နဲ့ဦးဆိုင်ကျော်ညွန့်တို့တက်ရောက်ဖို့ရှိခဲ့တာဖြစ်ပါတယ်။ပြန်နှက်လာတဲ့သတင်းအရကတော့ JCB ဘက်ကစစ်တပ်နိုင်ငံရေးမှာမပါတဲ့အစိုးရတရက်ထူထောင်မှု Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမှုတွေ ပြန်လည်တင့်မြက်ရေးနဲ့စစ်တပ်ရဲ့တာဝန်ယူမှုတာဝန်ခံမှုရေရှည်တည်တတ်ပြီးငြိမ်းချမ်းတဲ့ပဏိပခဖြည့်ရှင်ရေးကိုဥတည်တဲ့လုပ်ငန်းစဉ်ကိုစင်းဆိုပြီးဆွေးနွေးဖို့ရှိနေတာပါဒီဆွေးနွေးမဲ့အချက်တွေဟာစစ်ကောင်စီနဲ့ဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုပြီးဝေဖန်မှုတွေများလာတဲ့နောက်လုံခြုံရေးအရာဆွေးနွေးပွဲကိုဖျက်လိုက်တာလို့ဆွေးနွေးပွဲမှာပါဝင်သူကပြောပါတယ်ဒါပေမဲ့လည်းဆွေးနွေးပွဲတက်ရောက်သူတွေဟာချင်းမိုင်ကိုရောက်ရှိနေကြတာဖြစ်လို့နေရာရွှေ့ပြောင်းဆွေးနွေးတာ ပုံစံပြောင်းဆွေးနွေးတာလေးလည်းဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါဗျ။ဆွေးနွေးပွဲမှာပါဝင်မဲ့သူကတော့ပေါက်ကြားလာတဲ့သတင်းချက်လက်တွေလိုစစ်တပ်နဲ့ဆွေးနွေးဖို့ဥတီတဲ့ဆွေးနွေးပွဲမျိုးမဟုတ်ဘဲနိုင်ငံရေးအင်အားစုအချင်းချင်းကြားမှာဆွေးနွေးတဲ့ပွဲတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ JCB ရဲ့ရည်မှန်းချက်တွေအပေါ်ညှိနှိုင်းမှုရခဲ့မယ်ဆိုရင်တော့မြန်မာစစ်ကောင်စီကဘယ်လောက်ထိလိုက်နာမလဲဘယ်လောက်ထိအဆောင်ထိမ်းမလဲဆိုတာကိုနိုင်ငံရေးအတိုင်းအဝန်းကမေးခွန်းထုတ်နေတာဖြစ်ပါတယ်။